နောက်အရေးကြီးတဲ့ဟာတခုကဘာတော့တုတ္တဒီထဲမှာလူကြီးသူမတွေရဲ့ဆုံးမဩဝါဒကို나ယူမှတ်သားယူနဲ့မပြီးသေးဘူးမိမိတို့ကိုယ်တိုင်ဘောဓုတ္တစီဘူးအထုတ်ကြာဖြစ်တယ်ဘောဓုတ္တတွေစီဘူးအထုတ်ရမယ်တတ်နိုင်တဲ့ဗျမျက်စိဖွင့်နားဆွင့်ရနိုင်တဲ့ဗျမြင်ဆရာကြားဆရာဆိုရလို့ပိုင်မောခြင်းကိုလိမ့်လာကြိတ်ခတ်ပြီးဘောဓုတ္တတွေစီဘူးအထုတ်ကြာဘဝမှာလူလုံးဖို့အတွက် တင်ညာရက်တွေများစွာရှိပေါ့ဘဝအနာဂတ်ကြီးပွားဖို့ရာအတွက်ပညာရက်တွေများစွာရှိအဲ့ဒီပညာရက်တွေကိုစီးပူအထုသင်ယူခြင်းလို့ဆိုရဲတုတ္တလောကမှာတန်ဖိုးအရှိဆုံးရှိပဲသုတ်တုတ္တတုတ္တဝုဒ္ဓနီတည်ခြင်းနဲ့တတ်ခြင်းနဲ့ဆိုတာဟာအဲ့ဒီတုတ္တရဖို့အတွက်အကြောင်းတစ်ခုပဲဘောတုတ္တရခြင်းနဲ့ဆိုရင်တည်ခြင်းတတ်ခြင်းနဲ့စိတ်ဟာအရေးကြီးတယ် ိကျင်တက်ခြင်းနဲ့သာနာရှိမှသုတလို့ဆိုတာရတယ်။ဒါဖြင့်သုတရတော့ဘာအကျိုးရှိတာလို့ဆိုသုတံပညာရဝတ္တနသုတရမှပညာဆိုတာတိုးပွားလာတယ်။ပညာဆိုဒီမှာအရာရာမှာစဉ်းစားဆင်ခြင်တတ်တဲ့အရာကိုဆိုလိုတယ်နော်။ဘယ်ကိစ္စဖြစ်ဖြစ်ကိစ္စတစ်ခုပေါ်လာလို့ရှိရင်ပညာရှိမှအမှန်စဉ်းစားနိုင်တယ်ပေါ့။ပညာမရှိတဲ့ပုဂ္ဂိုလ်ကရမ်းလို့ရင်အကုန်လွဲကြီးပဲဖြစ်တယ်။ကောင်းကျိုးချမ်းသာမရနိုင်ဘူး။ သူတံပညာယဝဒနာသူတဆိုတဲ့ဒီစေဘူးလေးလာမှတ်သားထားတဲ့အချက်တွေဟာပညာစဉ်းစားပညာစဉ်းစားဆင်ခြင်နဲ့အသိပညာအတွက်များစွာအထောက်အကူဖြစ်တယ်။ဒါဖြင့်ပညာကြတော့ဘာသုံးကြလဲဆိုပညာယအထံဇာနာတိအသိပညာဟာဘဝရဲ့အဓိပ္ပာယ်ကို နားလည်တယ်။အာလုံးရဲ့အဓိပ္ပာယ်ကိုနားလည်လာတယ်ပေါ့။ပညာယအထံဇာနာတိညာတော့အထောဒုက္ခဝဟော ေအနဲ့ဒိဗ္ဗေဘဝရဲ့ဒိဗ္ဗေကိုသိရှိနားလည်ခြင်းဟာခြံသာဒုက္ခရာခြင်းရဲ့အကြောင်းဖြစ်လို့ကောင်းမြတ်တဲ့အနာဂတ်ကိုရရှိပိုင်ဆိုင်နိုင်တယ်တဲ့ဒါကြောင့်မလို့သုတ္တကိုစီဖို့အထောက်အမယ်လို့ဒီလိုဆိုတာနော်သုတ္တမရှိတဲ့ပုဂ္ဂိုလ်ကပညာမရှိဘူးပညာမရှိလို့ရှင် နားမလည်ဘူးနားမလည်ရင်မချမ်းသာဘူးဒီလိုဆိုလို့လည်းပေါ့ဘဝမှာချမ်းသာမှုရဖို့ရာအတွက်သုတ္တကိုစီဖို့အထောက်အမယ်ဒီလိုဆိုတာ